လာမယ့်အချိန်မှာဖလားတော်တော်ထိယူနိုက်လိမ့်မယ်လို့ကြုံဝါလိုက်တဲ့ဗီနီဇီယားဂျူနီယာဒီနေ့မှာတော့ဘောလုံးကောက်ရဲ့အကြီးဆုံးကလပ်အသင်းတွေကတည်င်းဖြစ်တဲ့ရီယယ်မဒီအသင်းနဲ့ဒုတိယတောက်ပါတဲ့ဘရာဂျီကျပ်ပွဲဗီနီဇီယားဂျူနီယာရဲ့ဆိတ်လုရှားပွဲဟာအနာဂတ်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီနီဇီယားဂျူနီယာက2025-2026ရာသီမှာဖလားတော်တော်စိန်ကော်မှုနဲ့ပတ်သက်ပြီးမေးမြန်းခံရခြင်းမှာဖြစ်စေရမယ်လို့ခိုင်မာတဲ့ဂရီကွေးတစ်ခုပေးလိုက်ပါတယ်အဲ့ဒီဂရီစကားဟာရီယယ်မဒီပရိသတ်တွေတော့မျောလင့်ချက်အသေးတွေနဲ့စိတ်သက်ခွန်အားတွေကိုတကယ်ကိုဖြည့်ဆည်းလိုက်တာပဲဖြစ်ပါတယ် သူရဲ့ဒီလိုခိုင်မာတဲ့ဆန္ဒပြင်းပြမှုကအတင်းရဲ့လာမယ့်ရည်အတွက်ကြီးမန်းချက်တွေကိုထင်ဟပ်နေတာကိုတွေ့ရပါတယ်။ရမတတင်ကပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာတကယ်ကိုမမတ်ရရအောင်မြင်မှုတွေဘရွန်သမိုင်းအတွက်ဂုံယူစရာမှတ်တိုင်တွေကိုပါရယူနိုင်ခဲ့ပါတယ်။ပြည်တွင်းလီရဲ့မြန်မာဆုံးဖလားဖြစ်တဲ့လာလီကာဖလားကိုစုကူးနိုင်ခဲ့တယ်လို့အူရိုပရဲ့ကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ချန်ပီယံလီဖလားကိုလည်းတင်ပိုက်နိုင်ခဲ့ပါတယ်။ချန်ပီယံလီဘောလုံးပွဲမှာဂျာမန်ကလပ်ဒေါ်မွန်အသင်းကိုနှခုကုန်းရှိတဲ့နိုင်ရရှိခဲ့ရမှာကျွန်တော်တို့ပြောနေတဲ့ဗီနီစီယာဂျူနီယာကိုတိုင်ကအဖို့တန်းနဲ့အဦးဆောင်ဂိုးကိုသွင်းယူပေးခဲ့တာဟာတကယ်ကိုမမေ့နိုင်ကြပါပဲ။ဒါပြင်ရမတတင်ကအူရိုပပြိုင်ပွဲများရဲ့စူပလာပွဲစဉ်ဖြစ်တဲ့ UEFA စူပါဖလားနဲ့ FIFA တိုက်ကြီးများဖလားတို့ကိုလည်းဆက်လက်တင်ပိုက် ိုင်ခဲ့ပါတယ်။ဒါ2024ခုနှစ်ဒီနှစ်တာကာလအတွင်းရီယယ်မထရီရဲ့လွှမ်းမိုးမှုကိုပြသနေတာပဲဖြစ်ပါတယ်။ဒါပေမဲ့အောင်မြင်မှုတွေပြီးမှတော့2024-2025ရာသီဟာရီယယ်မထရီရဲ့နိုင်ငံစိန်ခေါ်မှုတွေနဲ့ပြည့်နှက်ခဲ့ပါတယ်။ပြည်တွင်းလီဖလားနဲ့ဥရောပဖလားတွေဟာသူတို့ရဲ့မဟာပြိုင်မကြီးဖြစ်တဲ့ဘာစီလိုနာအသင်းနဲ့ပြည်တည်အင်အားကြီးကလပ်ပီအက်ဂျီအသင်းတို့ရဲ့လက်ထက်မှာအတီးတီဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုရလဒ်တွေကြောင့်ဆန်ဒီယာဂိုဘာနီဗျူးကွင်းမှာပြောင်းလဲတွေလှုပ်ဆောင်ခဲ့ရပြီးဒီပြပိုင်းမှာထင်ရှားတဲ့ပြောင်းလဲတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။အတင်းကိုအောင်မြင်မှုတွေရယူပေးခဲ့တဲ့ဝါယင်နီပြကားလိုအန်ဆလော်ဒီနီယာမှာဥရောပအောင်မြင်မှုတွေရရှိနေတဲ့နီပြတဲ့ဇာပီအလွန်ဆိုကိုနီပြချုပ်တာဝန်တွေကိုတရားဝင်လွှဲပြောင်းပေးခဲ့ရပါတယ်။နီပြတဲ့အလွန်ဆိုရဲ့ရီယယ်မက်တစ်တင်းတဲ့အတူပထမဆုံးအဓိကလုပ်ငန်းစဉ်ကတော့လက်ရှိကျင်းပနေတဲ့ FIFA ကလပ်ကမ္ဘာဖလားကိုစုကူးဖို့ပဲဖြစ်ပါတယ်။ ဒီပြိုင်ပွဲကဥရောပပရင်ပြတဲ့ Real Madrid အတွက်အရေးပါတဲ့ဖလားတစ်ခုလည်းဖြစ်ပါတယ်။ဒီပြပြောင်းလဲပြင်အသင်းဒီစောက်ဖို့ပိုင်းမှာလည်းပြောင်းရှိဈေးကွက်မှာလှုပ်ရှားမှုတွေတက်ကြွစွာပြုလုပ်ခဲ့ပြီးကမ္ဘာထိပ်တန်းကစားမောက်တွေဖြစ်တဲ့ Liverpool တင်းရဲ့ညာနောက်ခံလွယ်လက်စနာအာနုံနဲ့ဘုံနောက်ခံလူဒင်းဝိုင်ဆန်တို့လိုကစားမောက်တွေကိုလည်းခွန်ယူနိုင်ခဲ့ပါတယ်။ Prince Junior ကတော့အသင်းအနေနဲ့ဖလားလမ်းကြောင်းဘက်ကိုအမြဲဆုံးပြန်လည်ရောက်ရှိဖို့မျှော်လင့်နေပြီးလာမယ့်2025-2026ရာသီမှာ La Liga, Copa del Rey ဖလားနဲ့ Champions League ဖလားတွေကိုပါပြေဝဆုပ်ခုပြီး ဖလာဒလုံစိန်ခေါ်မှုကိုအောင်မြင်စွာအကောင့်တွေပေါ်ဖို့ရည်ရွယ်ထားဖို့ရပါတယ်။ဘရာဇီးလရွေးစဉ်တိုက်စစ်မှုဟာဆိုရှယ်မီဒီယာမှာသူ့ကိုပရိသတ်တွေကဒီရာဇီးမှာဖလာဒလုံရယူနိုင်မလားလို့တိုက်ရိုက်မေးမြန်းခံရချိန်မှာဟုတ်ကဲ့ပါဗျာလို့အတူတူပြည့်ပြည့်တတ်တာပြန်လည်ဖြေချခဲ့တာဟာသူ့ရဲ့ယုံကြည်မှုဆရာထက်သက်မှုနဲ့အတင်းပေါ်သစ္စာရှိမှုကိုပြသနေပါတယ်။ရီယယ်မက်ဒီယာလာမဲ့ဖိုတိုဦးတွေမှာဆော်ရီပရိုဒီကလအဲဟီလာဒင်းနဲ့ကလပ်ကပဖလာပွဲစဉ်ကိုစတင်ရှင်းပြရမှာဖြစ်ပါတယ်။ဒါဟာနီးပတ်တဲ့ဇာပီလူဆုံရဲ့ပထမဆုံးအဓိကစိန်ခေါ်မှုလည်းဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမားတို့ချစ်တဲ့